င်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်လှုပ်လှုပ်တဲ့ပြောင်းမှုဆက်ယုံကတနေ့တာလှုပ်ဆောင်တဲ့လုပ်ငန်းစဉ်တွေပြောပြချင်ပါခင်ဗျာကိုရီးယားဝန်ဆိုတသိန်းမြန်မာငွေနဲ့ဆို3သိန်းညီမျှတဲ့တနေ့တာလုပ်ငန်းခွင်ရဲ့အကြောင်းလေးပြောပြချင်တာပါပြောင်းမှုကဒီလိုပြောင်းမှုတွေလှုပ်တာပါအဲ့တော့အဲ့ဆက်ကူပေါက်ကိုတိတ်နဲ့ကတ်ကတ်ပြီးသွားပြီဆိုတော့မှအဲ့ဆက်ကူပေါက်တွေကိုတနေ့ရစီပို့ပြရပါတယ်အဲ့တော့မှ အားကြောင့်မသုံးယောက်ကနေဒီပေါက်ထဲကိုအဲ့ဒီမုတ်လေးတွေ45ဂရမ်ရှိတဲ့မုတ်လေးတွေအထုပ်40လောက်ထည့်ပြီးတော့မှကျွန်တော်စီရောက်လာတယ်ကျွန်တော်စီကြောက်တော့မှခုလိုမြင်တွေ့နေတာအတိုင်းပဲဇက်ကူပေါက်တိတ်နေပိတ်ပြီးတော့မှဒီပါလက်ထူပေါ်လိုမျိုးစီပြီးပေးရတာပါပေါက်လေးတွေပုတ်ပေါက်လေးပါတိတ်တော့မလေးပါဘူးကွာအထုပ်40တပူးမှအထုပ်40ပါပါတယ် ုံဆုံးရရတဲ့တစ်စိတ်တုံးနဲ့တိတ်ပါအကုန်လုံးစကုပေါက်150ပြည့်ပါပြီဆိုတော့ねဒီလိုမျိုး plastic final လေးပတ်ပြီးအောင်လို့ခင်ဗျာအဖုံမတက်အောင်ပတ်ပြီးရတာပါအဲ့လိုမျိုးချစ်ချစ်လေးလေးပတ်ပြီးပါပြီဆိုတော့ねတော့ကြီးခဲ့ချတယ်မှားပြီးတော့ကိုလုံးနဲ့သွားပြီးတော့ထားပြီးရပါသေးတယ်ခင်ဗျာကိုမအောင်ဆိုလို့ရှိရင်လည်းစိတ်ဝူကကြီးခဲ့ချသူ့အဆူယူလာပြီးတော့မှကိုလုံးနဲ့သွားပြီးတော့ထားပြီးရတယ်ရှိပါတယ် plus step ပြပြီးပါတော့ဒီလိုမျိုးပဲလာရေထုတ်လို့တည်းရဲ့ရေးပြရအောင်ခင်ဗျာဒီနေ့ကအခုလိုမျိုးပဲကိုရီးယားတမင်သုံးကြည့်ပါခင်ဗျာဒီနေ့တနေ့ဟင်းရတနေ့တမျိုးပါပဲဒါပေမဲ့ဒီနေ့ကတော့တမင်သုံးနေ့စို့လို့တမင်သုံးကိုအားပါစားလိုက်ပါခင်ဗျာကြည့်ကြည့်ကျေးဇူးတင်ပါတယ်